အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာလူတယောက်ကိုမေ့ဖို့အတွက်အကောင်းဆုံးနိလန်း၅မျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကိုနဲ့ရင်းနှီးတဲ့လူတယောက်ကိုမေ့ဖို့ဆိုတာလွယ်တဲ့အရာတော့မဟုတ်ဘူးအကြောင်းအရာတစ်ခုခုမေတ္တာတစ်ခုခုတန်ရောစဉ်တစ်ခုခုနဲ့ခံစားနေကြတဲ့သူဆိုရင်မေ့ဖို့အတော်ခက်ခဲပါတယ်ဒါပေမဲ့မေ့ဖို့အတွက်အကောင်းဆုံးနိလန်း၅မျိုးတော့ရှိပါတယ်နံပါတ်၁ကိုစိတ်ကိုခံစားခွင့်ပေးပါ လူအများစုကမေးဖို့အတွက်မေးနိုင်နေဆိုပြီးပြောနေကြတတ်ပါတယ်။ဒါပေမဲ့အဲ့လိုပြုမှုချင်းကမေးဖို့အတွက်အဆင်မပြေပါဘူး။အဲ့လူကိုတတိယတာနာကျင်တာတန်တရာတွေကိုကိုယ်စိတ်ထဲမှာဖိထားမနေပဲခံစားခွင့်ပေးဖို့လိုအပ်ပါတယ်။မျက်ရည်ကျချင်းကြပါ၊စာရေးချင်းရေးပါ။အဲ့ဒါကစိတ်ထဲကအနာတွေကိုတတ်တာစီတဲ့ပထမဆုံးနည်းလမ်းပဲဖြစ်ပါတယ်။နံပါတ်1ကိုဘွားကိုပြန်သုံးသပ်ပြီးကိုကိုကိုတံပိုးထားပါ။ ချစ်သူတယောက်နဲ့လမ်းခွဲသွားတာနဲ့တင်ကိုဘွားကအဆုံးသက်သွားတာမျိုးမဖြစ်စေနဲ့ခဏလာနာပြီးကိုဘွားမှာဘာတွေလှုပ်ချင်တယ်လဲဘလို့အိမ်မက်ရှိတယ်လဲဆိုတာကိုပြန်စဉ်းစားပါကိုကိုကိုတိပြီးတံမိုးထားဖို့စတင်ပါကိုအတွက်အချိန်ယူပြီးဤပညာအစ်တွေကိုလေ့လာပါအဲ့အချိန်ဟာကိုဘွားအတွက်အကောင်းဆုံးအချိန်တစ်ခုဖြစ်လာပါလိမ့်မယ်နံပါတ်3အလုတ်တစ်ခုကိုလှုပ်ဖို့စတင်ပါလူတယောက်ကိုမေးဖို့အတွက်အကောင်းဆုံးနည်းလမ်းကအလုတ်စူးစမ်းလိုက်ခြင်းပါပဲဥပမာခီးသွွားခြင်း အသိအဆန်းဖြစ်တဲ့အတတ်ပညာတစ်ခုခုကိုတင် जा ခြင်းသို့မဟုတ်ကိုမလှူရှာဘူးတဲ့လန်တလန်ပေါ်သွားခြင်းစတဲ့အရာတွေပဲဖြစ်ပါတယ်ဒီလိုလှုပ်ခြင်းကမင်းရဲ့စိတ်ကိုအသစ်တစ်ဖန်ဖြစ်စေပြီးအဟောင်းတွေးတွေကိုဖယ်ရှားပေးနိုင်ပါတယ်နံပါတ်၄သူနဲ့ပတ်သက်တဲ့အရာတွေကိုနည်းနည်းချင်းဖယ်ရှားပါ လူတယောက်ကိုမေးဖို့ခက်တဲ့တစ်ချက်ကသူ့ရဲ့ပုံတွေအမှတ်တရတွေသတိရစရာတွေကိုမကြာခဏတွေးနေရတာပါဒါကြောင့်သူ့နဲ့ပတ်သက်တဲ့အရာတွေကိုဖယ်ရှားဖို့လိုအပ်ပါတယ်ဥပမာတပ်ပုံတွေဖျက်ချင်းစာရီဖျက်ချင်းအမှတ်တရပုံတွေဖျက်ချင်းစတဲ့အရာတွေကိုလုပ်ဖို့လိုပါတယ်အဲ့လိုလုပ်လိုက်ခြင်းကသူ့ကိုမေးဖို့အတွက်အထောက်အကူဖြစ်ပါလိမ့်မယ်နံပါတ်5အချိန်ကိုယုံကြည်ပါ အချိန်ဟာလူစိတ်အနာစာအတွက်စိတ်တခွက်ပါပဲဒီနေ့နာနေတာဟာမနှက်ဖြန်ဆိုတိတ်ပြီးမနာနိုင်တော့ပါဘူးတခဏတာမှမေ့လို့မရပေမဲ့တဖြည်းဖြည်းနဲ့အချိန်ကြာလာတဲ့အခါမှာတော့မေ့သွားနိုင်ပါတယ်ကိုယ့်ရဲ့တနေ့တာမှာကိုယ့်အတွက်သုံးသပ်ဖို့အချိန်နှဲငယ်ယူဖို့လိုပါတယ်အဲ့ဒါကမင်းစိတ်ထဲကသူ့အပေါ်မရှိတော့တဲ့ခံစားချက်ကိုတတိထားမိပါလိမ့်မယ်လူတယောက်ကိုအကြောင်းမဲ့မေ့ပြဖို့ဆိုတာလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူးဒါပေမဲ့ကိုယ့်ပေါ်တနာပြီးတဖြည်းဖြည်းနဲ့မေ့ဖို့အတွက်အချိန်ပေးဖို့လိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်